ဒီကြားပြန်လုပ်ငန်းနဲ့ပတ်သက်တဲ့အဆောက်အအုံတွေပေါ့နော်ဒီစင်တာတွေအဲစင်တာတွေရဲ့ခေါင်းမိုးပေါ်မှာ Starling Band တွေပလူပြန်နေပြုံလိုက်ကြီးသူတို့ကသူတို့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်သူတို့ပိတ်ချင်ပိတ်မှာပဲပြီးရင်ဒါကြီးကဥပဒေနဲ့မညီတာဖြစ်တဲ့အတွက်အားလုံးတောင်းဆိုလာပြီဆိုတဲ့အချိန်မှာသူကပိတ်ကိုပိတ်ရပါ စွာပါဒီနေ့ကတော့အော်တိုဘာလ20ရက်နေ့2025ခုနှစ်ဖြစ်ပါလေဒီနေ့ပါလဲကျွန်တော်တို့အဲ Starling အကြောင်းလေးကျွန်တော်တို့ပြောရမယ်ဗောနော်ဒါ Starling နဲ့ပတ်သက်လို့ကျွန်တော်တို့ online တက်ဖွဲ့ရေးဘာတွေချင်းဆိုင်ရနိုင်တယ်လေဒီခုဆိုရင်ဒါ Starling ပိတ်တဲ့ဟာတွေကစလာနေပြီဗောဗျာစတော့ကြတော့ဒီကြားဖြန့်ဆိုတဲ့လုပ်ငန်းတွေမှာနေပိတ်တာမဟုတ်ဘဲနဲ့တချို့နေရာတွေမှာမှာထိခိုက်တာလည်းမျိုးလေးတွေ တွေ့နေရတယ်ဗောနော်အဲ့တော့ Starlink ကကျွန်တော်ဒီတလိုင်းအတွက်ဘလောက်ရေးကြည့်တယ်လဲ Starlink ဆိုတာထက်ဆက်သွယ်ရေးဗောနော်ဘလောက်ရေးကြည့်တယ်လဲဆိုတဲ့အကြောင်းနေပြီးရင်ဒါတွေအကြောင်းမလို့ဘာတွေဖြစ်ပေါ်နေတယ်လဲပြီးတော့ဒီ Starlink ကဒါကောင်းကျိုးဆိုးကျိုးတွေလည်းရှိတော့ဗောဗျာအဲ့ကြအဲ့ဟာနဲ့ပတ်သက်လို့ဒါကျွန်တော်တို့ပြောပြဖို့ရှိမယ်ပြီးတော့ဒီကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဘက်ကဖြစ်တယ်ပေါ့နော်ဒါ Federal Wing ဒါ drone တပ်ဖွဲ့ပေါ့နော်အရင်တော့ drone နဲ့ပတ်သက်တဲ့ဟာမျိုးတွေဒါတီထွင်တာတွေကျန်ဆတာမျိုးတွေဒါပြည်သူကိုခဏခဏချပြခဲ့တာမျိုးတွေရှိတယ်အခုမှလည်းဒါ ဆက်ရုပ်ခွေးပေါ့နော် robot. အဲအဲ့ဒါနဲ့ပတ်သက်လို့တခြားပြခဲ့တာလေဒါမနေ့ကဗီဒီယိုဖိုင်တက်လာတယ်ပေါ့ဗျာအဲ့ဟာလေးနဲ့ပတ်သက်လို့လေသူတို့တွေရဲ့အခက်အခဲတွေကိုပြောထားရလဲရှိတော့ပေါ့အဲ့တော့အဲ့ဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်ပြောကြမယ်ပေါ့နော်အဓိကတော့ Starlink ဒီလိုမျိုးတွေပိတ်လိုက်တာဟာဒေါ်လာရင်းအတွက်ဘာတွေထိခိုက်လာနိုင်တယ်လဲဒေါ်လာရင်းမှာဒီဒေါ်လာရင်း80နိုင်ဖို့အတွက်ဘာတွေလှုပ်ဆောင်သင့်တယ်လဲပေါ့နော်အဲ့ဘလောက်အခြေအနေတွေဆိုရသွားနိုင်တယ်လဲဆိုတဲ့အကြောင်းလည်းပြောကြမယ်ပေါ့နော်အဲ့တော့ Starlink အသုံးပြုမှုကဒေါ်လာရင်းအတွက်ဘလောက်ရေးပါတယ်လဲ ရေးပါတယ်လဲဆိုတာဒီ Starlink ဆိုတာကျွန်တော်ဆက်သွယ်ရေးပေါ့နော်အဲဆက်သွယ်မှုကဏ္ဍကကျွန်တော်ဒေါ်လာရင်းမှာဘယ်လောက်ရေးပါတယ်လဲဆိုတဲ့အကြောင်းပြောကြမယ်ပေါ့နော်အဲ့တော့ဒီဆက်သွယ်ရေးကကျွန်တော်ဒေါ်လာရင်းမှာအရန်ရေးပါတယ်အဲသတင်းစီးဆင်းမှုတယောက်နဲ့တယောက်ဆက်သွယ်ဖို့ပြောဆိုဖို့သတင်းစကားဖြန့်ဝေဖို့အဲပြီးရင်ပေါင်းဆက်လှုပ်ဆောင်ဖို့အကုန်ပေါ့နော်ပြီးရင်ဒါအချိန်ကုန်သက်သာစေဖို့ပေါ့နော်ပြီးရင်ရန်စုသတင်းလက်ဆင့်ကမ်းမှုအစုံပဲအများကြီးပဲဒါကျွန်တော်တို့ဒါအရန်အရေးပါတယ်ဒီဒီအသုံးပြုတဲ့အပိုင်းတွေမှာပေါ့နော်ဒီဆက်သွယ်ရေးကောင်းမွန်တဲ့အတွက်ဒါတွေကိုလင်းလင်းမြန်မြန်အသုံးပြုနိုင်တဲ့အတွက် တော်လိုင်းဟာရှေ့ရောက်ခဲ့တဲ့ကိစ္စမျိုးတွေအများကြီးရှိတာပေါ့ဗျာအဲဆိုဆိုတာတချို့ဆုံရှုံထိခိုက်နေတာမှုတွေကိုကြိုတင်သိရှိပြီးတော့ဂါခွေလိုက်နိုင်တာတွေရှိတယ်အဲတချို့ထားထားတော့ဒါဥမာအနေနဲ့ပြောမယ်ဆိုရင်ဒါအဲဒီလေရင်တက်တဲ့ကိစ္စမျိုးတွေပေါ့လေချောင်းနဲ့တိုက်ခိုက်ဖို့အတွက်စစ်ကောင်စီဘက်ကလေရင်တက်ပြီဆိုတာနဲ့စစ်ကောင်စီလေရင်တက်တဲ့နေရာကဒါပြည်သူတွေကတာဝန်သိစွာနဲ့တော်လိုင်းတက်ဖွဲ့စီကိုသတင်းပေးတာ channel တွေဖွင့်ထားတာအဲ့ထဲမှာသတင်းဝင်ပေးတာဒါမျိုးတွေကြောင့်မလို့ဒါ လေရင်တွက်ကျတဲ့နေရာကပြည်သူတွေဒေသခံတွေတော်လိုင်းတက်ဖွဲ့တွေအချိန်မီရွှေ့ပြောင်းပြင်ဆင်နိုင်ခဲ့တာအမျိုးစုံပေါ့အများကြီးပဲဒါအကူအညီတွေဖြစ်ခဲ့ကြတာပေါ့ဗျာအဲ့တော့ဆက်သွယ်ရေးကကျွန်တော်တော်လိုင်းအတွက်အရင်အရေးကြီးတယ်ဒါကြောင့်မလို့လဲဒါစစ်ကောင်စီကဒီဆက်သွယ်ရေးနဲ့ပတ်သက်လို့တို့တွေအလေးထားပြီးလုပ်ခဲ့တာတွေရှိတယ်အဲ့ဒါကတနည်းအရာကိုပေါ့နော်ဒါစစ်ကြောင်းထိုးတော့မယ်ဟေးဆိုတဲ့ခါကြရင်အင်တာနက်လိုင်းတွေဖြတ်တောက်ပစ်တယ်ဖုန်းလိုင်းတွေဖြတ်တောက်ပစ်တယ်ပေါ့နော်အဓိကတော့ဒီဆက်သွယ်မှုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိဒါတာသွားသလဲဆိုတဲ့ဟာကိုစစ်ကောင်စီကတေချာသိတယ် သိတာဖြစ်တဲ့အတွက်ပေါ့နော်ဒါအစောပိုင်းကာလတွေပြန်ကြည့်မယ်ဟဲ့ဆိုတဲ့ခါကျရင်ဒီအစောပိုင်းကာလတွေပြန်ကြည့်မယ်ဆိုရင်ဒါအနာသိန်းတဲ့နေ့မှာကိုပဲစစ်ကောင်စီဘက်ကဒီဟာနဲ့ပတ်သက်လို့အင်တာနက်တွေဖြတ်တောက်လိုက်တာတွေဖုန်းလိုင်းတွေဖြတ်တောက်လိုက်တာမျိုးတွေဒါမျိုးတွေလုပ်ခဲ့တယ်အဓိကတော့သတင်းအမှောင်ချခြင်းတယ်ပေါ့နော်သူတို့လုပ်နေတဲ့လုပ်ရက်တွေကိုဒါချက်ချင်းလက်ငင်းပြန့်နှံ့သွားတာမျိုးမဖြစ်စေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ဒါမျိုးပြေပင်ခဲ့တာတွေရှိတယ်အဲ့ဒီနောက်ပိုင်းမှာတော့စစ်ကောင်စီကစီရေးမှာပါ ဒီဆက်သွယ်ဖြတ်တောက်တဲ့ပုံစံမျိုးတွေကတောက်လျှောက်လုံလာခဲ့တဲ့အခုချိန်ထိလည်းဖြတ်တောက်ခံရတဲ့နေမြေတွေအများကြီးရှိတယ်မြန်မာနိုင်ငံတွင်းမှာအဲ့လိုမျိုးအင်တာနက်ကဖုန်းလိုင်းကဖြတ်တောက်ခံထားရတဲ့နေမြေတွေကအများကြီးရှိသေးပဲပေါ့အဲ့တော့ဈေးကောင်စီကသူတို့စစ်ကြောင်းထိုးပါမယ်ဆိုတဲ့နေရာမျိုးတွေကိုကြိုတင်ပြီးတော့အင်တာနက်လိုင်းတွေဖြတ်ပစ်တယ် ဖုန်းလိုင်းတွေဖြတ်ပစ်တယ်အဲ့တော့အဲ့လိုမျိုးလုပ်တဲ့ရွေချက်ကလည်းဒါသူတို့ရဲ့လှုပ်ရှားမှုတွေကိုဒါကျွန်တော်ဒေါ်လာရင်းဘက်ကအဖွဲ့တွေမသိအောင်သိတယ်ဆိုရင်လည်းအချိန်မီသတင်းပေးလို့မရအောင်ပြီးရင်သူတို့ရဲ့လှုပ်ရှားမှုသတင်းတွေမပေါက်ကြအောင်ဆိုပြီးတော့သူတို့ရည်ရွယ်ကြတယ်ပြီးတော့သူတို့ရဲ့ရုံးမာတဲ့လှုပ်ရက်တွေပေါ့နော်အဲ့လိုမျိုးလှုပ်ရက်တွေကိုမပြတ်နှက်အောင်ဆိုတာက ပြည်သူတွေကိုတတ်တယ်ကလေးငယ်တွေကိုတတ်တယ်တကြီးရွယ်တွေတတ်တယ်ဟာဆေးဘေးရှောင်ရအကြီးရွယ်တွေမီးရှို့တယ်အိမ်တွေမီးရှို့တယ်ဒီလိုမျိုးသူတို့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုဒါပြန့်နှံ့သွားတာမျိုးမဖြစ်စေချင်လို့ဒါမျိုးပိတ်ပင်တာတွေလုပ်တယ်အဲ့လိုမျိုးသူတို့တွေပိတ်ချလိုက်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီဖြစ်ရက်တွေကိုမြင်နေတွေ့နေရတယ်မှတ်တမ်းတွေယူလို့ရတယ်ဆိုရင်တော့မှပဲပြန့်နှံ့အောင်လုပ်လို့မရအောင်ဆိုတော့ဒီနေရာမှာအင်တာနက်တွေဖြတ်ထားတယ်ဖြတ်ထားတာဖြစ်တော့တဲ့တခြားနေရာကိုသွားဖို့အတွက်အချိန်ယူရမယ် အချိန်ယူပြီးတော့အင်တာနက်ရတဲ့နေရာထိသွားရမယ်။သွားပြီးရတဲ့ဒီသတင်းတွေကိုတင်ပေးရမယ်။အဲလိုမျိုးတင်တဲ့အခါမှာအချိန်တွေနှောင့်နှေးတယ်၊ကြန့်ကြာတယ်၊လုံးဝအချိန်နဲ့တပြေးညီဆိုတဲ့ပုံစံမျိုးတွေမဖြစ်တော့ဘူးပေါ့နော်။အဲတော့သူရဲ့လောက်ရက်တွေကိုတချို့ကြတော့လေအဲလိုမျိုးသွားပြီးတော့လောက်ရမှာဒါအများကြီးပဲအတားဆီးတွေရှိတာပေါ့ကန့်သက်ချက်တွေရှိတယ်။သွားရမယ့်ခီးဝေးတာ၊လမ်းခီးတွေပိတ်ဆို့တားဆီးမှုတွေရှိတာဒါမျိုးတွေကြောင့်မလို့မသွားနိုင်တဲ့အခါတချို့သတင်းတွေအပေါ်မှာမတက်တော့အစကောင်စီကအဲ့လိုရည်ရွယ်ပြီးတော့ဒါအင်တာနက်လိုင်းတွေဖျက်တောက်တာတွေလုပ်ခဲ့တယ်။အဲဒီတုန်းကဒါတော်တော်လေးကိုဒုက္ခရောက်ခဲ့ကြတာပေါ့နော်။ အချို့ပြည်သူတွေဆိုရင်လည်းဒါထောက်ပို့ခြင်းနဲ့ဆိုပေမဲ့လည်းကျွန်တော်ဒါဖြတ်တောက်ခံထားရတဲ့နေရာကတပ်ဖွဲ့တွေရဲ့လှုပ်ဆောင်မှုတွေအဲသူတို့ရဲ့စကားသံတွေတရင်စကားတွေဒါတွေကိုမကြားရတဲ့ခါကျတော့ဒါဆက်သွယ်ဖို့လည်းမဖြစ်နိုင်ဘူးထောက်ပို့ဖို့လည်းမဖြစ်နိုင်ခဲ့ဘူးအဲ့တော့အဖွဲ့တွေလည်းအယံခက်ခဲကြတယ်အဲ့ဒါကြောင့်မလို့ဒီဆက်သွယ်ရေးကအယံကိုအရေးကြီးခဲ့တာပေါ့ဗျာအဲ့တော့ဒါဒီလိုမျိုး internet phone line တွေဖြတ်တောက်ထားတယ်ဆိုပေမဲ့စစ်ကောင်စီဘက်ကကြတော့သူတို့ကတခါတည်းဖြည့်ရှင်းထားပြီးသားသူတို့ဘက်မှာဆက်သွယ်ရေးဆက်တွေရှိတယ် ဘိုက်ဝါလိုပဲပြောပြောပေါ့နော်ဆက်သွေးဆက်ကြီးတွေအဲအဲ့လိုမျိုးဆက်ကြီးတွေ ਨੇ သူကဆက်သမားတွေပါလှုပ်ထားတယ်ဆက်သမားတွေပါတက်ခွဲလိုက်အဲစစ်ကြောင်းလိုက်တက်ရင်းလိုက်ဒါမျိုးပုံစံမျိုးတွေပေးထားပြီးတော့သူကကိုရက်တစ်ခုတိဆောက်ထားတယ်အဲဒီဆက်ဆွဲတစ်ခုကနေပြီးတော့ဆက်ပြီးတော့နောက်ထပ်ဆက်ဆွဲတွေကိုဆက်ချိတ်ပြီးတော့ပြောလို့ရအောင်အားစားဒီဆက်တွေကိုအသုံးပြုတာမျိုးကြီးသူတို့လုပ်ခဲ့ကြတယ်။ပြီးရင်အဖွဲ့အချင်းချင်းပြောဆိုဖို့အတွက်ကိုဒီ icon နဲ့လက်လျှောက်စကားပြောစရာတွေနဲ့သူတို့ဆက်သွယ်ကြတယ်။နောက်တစ်ခုကသူတို့ ဒီစစ်ကြောမှုတွေဒါတက်ခွဲမှုတွေဒါမှလည်းဒါတရင်မှုတွေစီကိုတိုက်ရိုက်ဆက်သွယ်နိုင်မှုအတွက်ကိုဒါကိုရာဖုန်းတွေဂျိုးလူဖုန်းတွေပေးထားတာမျိုးရှိတယ်အဲ့တော့အထက်နဲ့သူကချက်ချင်းဒါအောက်နဲ့ဆက်သွယ်လို့ရအောင်သူကတော့သူ့အတွက်နီးလန်းတွေကသူကထားထားတယ်ထားထားပြီးတော့တစ်ဖက်ကတော်လိုင်းတက်ဖွဲ့တွေတော်လံပြည်သူတွေကိုတော့တရင်အမောင်ချထားတယ်ဒါပေမဲ့သူတို့ကတော့ သူတို့အဖွဲ့တွေကြားမှာတော့အဆက်အသွယ်မပြတ်သွားဘူးအဲ့လိုပုံစံမျိုးနဲ့သူတို့လှုပ်ထားတာပေါ့နော်အဲ့တော့ဒေါ်လိုင်းတက်ဖွဲ့ရင်းနဲ့ပြည်သူကတော့သတင်းမောင်ချခံရပြီးတော့သူတို့ကတော့အဆက်အသွယ်တွေရပြီးတော့သူတို့အလုပ်တွေကိုဆက်ပြီးတော့လုပ်လို့ရအဲ့တော့ဒီလိုမျိုးအခြေအနေတွေကိုရင်ဆိုင်ရတဲ့အခါရင်ဆိုင်ရတဲ့အနေအထားမှာပေါ့နော်ဒီ Starlink ဆိုတဲ့ဒီအင်တာနက်အသုံးပြုမှုကဒေါ်လိုင်းတက်ဖွဲ့ရဲ့အတွက်နောက်ထပ်ထွက်ပေါက်တစ်ခုဖြစ်ခဲ့တာပေါ့ဗျာတကယ်ကိုအသုံးဝင်တဲ့ထွက်ပေါက်တစ်ခုဖြစ်ခဲ့တယ်ဒီ Starlink အင်တာနက်အသုံးပြုမှုကကျွန်တော်တို့ဒေါ်လိုင်းအတွက်အရန်ကိုအကျိုးရှိစေခဲ့တာဘာလို့လဲဆိုတော့ဒီဟာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကလည်း ထိ ंछ ုပ်ထားတာမဟုတ်တဲ့အတွက်သူဖြတ်ရှင်နိုင်လဲဖြတ်လို့မရတော့ဘူး။ရတော့တဲ့အခါမှာဒီအင်တာနက်ဆက်တွေကနေပြီးတော့ဒီ Starlink ဆက်တွေကနေပြီးတော့အဖွဲချင်းချင်းကြားဆက်သွယ်တာမျိုးတွေတောက်လျှောက်လုလာနိုင်ခဲ့တဲ့အတွက်ဒါကအရန်ကိုရေးကြည့်ရတယ်ပေါ့နော်။အဲ့တော့အဆက်သွယ်မပြတ်တောက်တော့ဘူးစစ်ကောင်စီရဲ့လုပ်ရက်တွေကိုအချိန်နဲ့တပြေးညီတီးခွင့်ရတယ်။ပြီးတော့တပ်ဖွဲ့တွေစီကိုဆက်သွယ်ပြီးတော့လွယ်ကူစွာနဲ့ထောက်ပို့လို့ရတဲ့ဟာတွေဖြစ်ခဲ့တယ်လုပ်ခဲ့တယ်။အပြင်စစ်ကြောင်းထိုးတာတွေ ပြီးရင်လေကြောင်းနဲ့ပတ်သက်တဲ့သတင်းစကားတွေလေကြောင်းအန်နီယယ်တွေပြီးရင်ဒါ drone barometer ဒါမျိုးနဲ့ပတ်သက်တဲ့စစ်ရေးနဲ့ပတ်သက်တဲ့အရေးကြီးတဲ့သတင်းစကားတွေပေါ့ဗျာအန်နီယယ်ဖြစ်စေနိုင်တဲ့သတင်းစကားတွေကိုဒါလွယ်ကူစွာနဲ့ချိတ်ဆက်ပြောဆိုနိုင်တဲ့သတိပေးနိုင်ခဲ့တဲ့အချိန်မီဒါကျွန်တော်တို့ရွှေ့ပြောင်းတာမျိုးတွေတားဆီးတာမျိုးတွေအဲဒါမျိုးပုံစံမျိုးနဲ့ကာဝယ်နိုင်ခဲ့တာတွေရှိတော့ဒါထူးခြားမှုတစ်ခုခုရှိရင်ချက်ချက်ချင်းပေါ့ဗျာဒါဆက်သွယ်ပြီးတော့ပြောဆိုနိုင်တယ်အဲ့တော့နောက်တစ်ခုကဒီ campaign ကိစ္စတွေပေါ့နော် ကျွန်တော်တို့ဒေါ်လာယင်းတက်ဖွဲ့တွေကပြည်သူတွေရဲ့အကူအညီထောက်ပံ့ပေးမှုကနေပြီးတော့ဒီဒေါ်လာယင်းကိုရှေ့ဆက်နေရတယ်။အဲလိုမျိုးရှေ့ဆက်နိုင်ဖို့အတွက်ကဒီအဆက်အသွယ်ကအရန်ရေးကြီးတာ။အဲအချို့အဖွဲ့တွေကဒီအဆက်အသွယ်မလုံနိုင်တဲ့အတွက်ပေါ့နော်။သူတို့ကမ်ပိန်းရရှိမှုတွေမလုံနိုင်ဘူး၊ကမ်ပိန်းတွေမလုံနိုင်ဘူး၊ပြည်သူတွေရဲ့ဒါအထောက်ပံ့တွေမရဘူးဆိုတဲ့အခါမှာခက်ခက်ခဲခဲဒါရှင်သန်ရုန်းကန်ရတယ်။ဒေါ်လာယင်းကိုလှုပ်ရတယ်။သူတို့မှရှိသမျှဟာတွေရောင်းချပေါင်နှံပြီးတော့လဲချတာပဲ။ဒါပေမဲ့လေတိတဲ့အတိုင်းပဲတိုက်တိုက်ပွဲတွေတိုက်နေရတာဖြစ်တဲ့အတွက်ဒီခဲရန်တွေလက်နက်တွေဆိုတာကအရန်စေးကြီးတာ။ အဲ့ကြအဲ့လိုမျိုးနေထားမှာတို့ဘလို့မှမပြေလည်နိုင်ဘူးအဲ့တော့လူထုရဲ့အကူအညီကိုတေချာပေါ့ယူကိုယူရတယ်အဲ့လိုယူနိုင်ဖို့အတွက်ကဒီစတာလင်တွေကနောက်ထပ်ဒါဖြည့်ရှင်းလို့ရတဲ့နီလန်တစ်ခုဖြစ်လာခဲ့တာပေါ့ဗျာအဲ့တော့ဒီစတာလင်အသုံးပြုမှုကကျွန်တော်တို့တော်လိုင်းအတွက်လည်းအရန်ကိုအရေးကြီးတဲ့အသုံးပြုမှုတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးတော်လိုင်းအတွက်အရေးပါနေတဲ့ဒီစတာလင်အွန်လိုင်းအသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ဒါအခက်အခဲတွေစပြီးတော့ကြုံတွေ့နေရပြီစတာလင်ပိတ်တာမျိုးတွေရှိလာပြီချိုးဆက်တွေ လုံးဝဒါအသုံးပြုလို့မရတော့ဘဲနဲ့ပိတ်ချခံရတဲ့ပုံစံမျိုးတွေဖြစ်လာနေပြီအသုံးပြုမှုကန့်သတ်ခံရတာတွေရှိလာနေပြီပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာဒါအင်တာနက်ဖြတ်တောက်မှုတွေခံရတာကြောင့်မလို့ဒီ Starlink အသုံးပြုမှုကလည်းမြန်မာနိုင်ငံကအများဆုံးဖြစ်နေတဲ့ပုံစံမျိုးဒီ Starlink ကပေါ့နော်မြန်မာနိုင်ငံကိုဝန်ဆောင်မှုပေးတဲ့ဒါအင်တာနက်ဝန်ဆောင်မှုပေးတဲ့ အများဆုံးပုံစံမျိုးဖြစ်နေတာဗျ။အဲကြတော့အဲ့လိုမျိုးဒါဝန်ဆောင်မှုအများဆုံးရယူပြီးတော့တုံးဆွဲနေတဲ့အခြေအနေကနေပြီးတော့အခုဆိုရင်ဒါ online ငွေလိမ်ကိုင်းနေဒါကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေစကြုံနေရပြီ။ဒါကြားဖြန့်ကြောင့်မလို့ဒါ Starlink တုံးဆွဲမှုတွေကိုကန့်သတ်တာတွေရှိလာနေပြီပေါ့ဗျာ။အဲတော့ဒီ Starlink အသုံးပြုမှုအပေါ်မှာပေါ့နော်ဒါ online ကနေပြီးတော့ငွေလိမ်တဲ့အပေါ်မှာဒါ American Concrete ကနေပြီးတော့ဒါပူးတွဲစီးပွားရေးကော်မတီကစတင်စုံစမ်းစစ်ဆေးနေပြီဆိုပြီးတော့လည်းသိရတယ်။ကမ္ဘာအနှံ့ကဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်လည်ပြီးတော့ယူနေတဲ့ ဒီဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီခုန online ကြားဖြန်ပေါ့เนาะအဲ့လိုမျိုးနဲ့ဒီပတ်သက်တဲ့ center တွေဆိုရင် internet ဝန်ဆောင်မှုပေးနေတဲ့ဒါ Elon Musk ရဲ့ဒါ Starlink ဂျိုဒု internet လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပြီဆိုတဲ့အကြောင်းကိုဒါ American Congress Party ကဒါပါတီနှစ်ခုလုံးပါဝင်တဲ့ဩဇာကြီးမားတဲ့ committee တစ်ခုကနေပြီးတော့ထုတ်ပြန်လာဒီဥစ္စာတွေက Starlink ကိုအသုံးပြုပြီးတော့ပေါ့เนาะကမ္ဘာနှက်ကပေါ့เนาะဒါ American ကဆိုလဲဒါ ဒေါ်လာဘီလီယံပေါင်းများစွာပေါ့နော်လိန်လေယူနေတဲ့ဒီကြားပြန်လုပ်ငန်းတွေကအသုံးဆွဲနေတာပါဆိုရဲပုံစံမျိုးတွေစပြီးတော့စစ်ဆေးလာနေပြီအဲ့လိုစစ်ဆေးလာပြီးရဲ့နောက်ပိုင်းမှာဒါပိတ်သိမ်းတာလောက်ရမှာပဲတေချာပါအဲ့လိုစစ်ဆေးလို့ဒီဥစ္စာတွေတွေ့ရှိပြီဆိုတာနဲ့ဒါကြီးကိုဆက်ပြီးတော့ခွင့်ပြုပေးလို့မရခွင့်ပြုပေးလို့မရတဲ့အခါမှာပိတ်သိမ်းတဲ့အဆင့်တွေရောက်ရောက်လာလိမ့်မယ်ပေါ့နော်ပိတ်ချပြစ်တာတွေရောက်လာလိမ့်မယ် အဲ့လိုပိတ်ချလိုက်တဲ့ဟာတွေကအခုဆိုရင်ကိုပဲဒါစပြီးတော့ဖြစ်နေပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးပိတ်သိမ်းတဲ့ဟာနဲ့တပြိုင်တည်းပေါ့နော်ဒီ time မှာနေဆက်မြောက်ရီမြို့နယ်ကကြားဖြန်တို့အဓိကကြက်စားတဲ့နေရာတွေမှာဒီ Starlink အင်တာနက်သုံးဆွဲမှုတချို့ပြတ်တောက်လာပြီဆိုတဲ့အကြောင်းတွေသိရတယ်အဓိကတော့ဒါ2025ခုနှစ်အော်တိုဘာလ16ရက်နေ့လောက်ကနေကစတင်ပြီးတော့ပြတ်တောက်မှုတွေတွေ့ရှိလာရတယ်ပေါ့ဗျာအဲ့တော့ Elon Musk ရဲ့ဒါ Starlink ဆက်တွေကိုတောင်ရင်မြစ်ဘေးမှာအလင်းမြန်ဆောက်လုပ်လာတဲ့ချို့ဆောက်အုံတွေရှိပါတယ်ဒီကြားပြန်လုပ်ငန်းနဲ့ပတ်သက်တဲ့အဆောက်အုံတွေပေါ့နော်ဒီစင်တာတွေအဲဒီစင်တာတွေရဲ့ခေါင်းမိုးပေါ်မှာ Starlink Band တွေ ဘလူကိုပြန်နေပြုံလိုက်ကြီးအဲအဲ့လိုပုံစံမျိုးတွေတုံးဆွဲလာနေတာတွေကိုလည်းဒါတွေ့ရှိရတယ်လို့ပေါ့နော်ဒါ Starlink ကမြန်မာနိုင်ငံအတွက်အကြီးမားဆုံး internet ဝန်ဆောင်မှုပေးသူလည်းဖြစ်လာခဲ့တယ်အခုလိုမျိုးဒါ Starlink ကိုကြားဖြတ်မှာမတုံးဆွဲနိုင်အောင်ရည်ရွယ်ပြီးတော့ကန့်တတ်ဖို့လှုပ်လာတယ်ဆိုပေမဲ့လည်းအခြားနေရာတွေမှာပါထိခိုက်လာရှိလာတယ်အဲချို့အရကြရင်သူတို့ဘလို့စစ်စစ်လဲဆိုတော့ဒါကျွန်တော်တို့တွေမသိနိုင်ပြင်မဲ့ပေါ့နော်အခုလက်ရှိမှာတော့ညီမြမှာတခြားကြားပြမဟုတ်တဲ့နေရာတွေမှာမှအစပေါ့နော်ဒီအင်တာနက် ပိတ်ပင်ခံရတာမျိုးတွေရှိလာနေပြီးဒါဝန်ဆောင်မှုတွေတုံးလို့မရတဲ့ဟာတွေတွေ့လာနေရပြီးအဓိကဒါဘယ်နေရာတွေမှာထပ်တွေ့ရလဲဆိုတော့ဒါဆစ်ဆောင်စခန်းလိုနေရာမျိုးတွေဒီအဲ့လိုနေရာမျိုးတွေမှာဒါလူမွေးချမ်းမရေးဒါနဲ့ပတ်သက်လို့အလုံးလုံးနေကြပါလေဆိုတဲ့နေရာတွေမှာပါဒါထားပါတော့ဒီခုနကြားဖြန်တဲ့အနီးနားဝန်းကျင်မှာရှိတဲ့အချို့ဟာတွေကပြတ်တောက်တဲ့ပုံစံမျိုးတွေဖြစ်လာနေတာပေါ့ဗျာအဲ့တော့လက်တလောပုံစံမျိုးသူကလုံးဝတုံးလို့မရအောင်ပုံစံမျိုးတော့မဟုတ်ဘူးဗျာလက်တလောပုံစံမျိုးတုံးလို့မရအောင်သူကပိတ်ချလိုက်တဲ့ပုံစံမျိုးတွေတော့ဖြစ်လာနေပြီ တော့ကြာဒီကြားဖြန်နေကိုလုတ်တယ်ဆိုပေမဲ့လည်းတခြားနေရာတွေမှာလည်းထိတယ်ပြောရရင်ပြာအကြားဖြန်ပဲလုတ်ပါလားဆိုတဲ့ပုံစံမျိုးတော့သွားပြောလို့လည်းမရပြအောင်အကြားဖြန်ဘာလို့လက်ခံတာဘာဖြစ်လို့ဒီလိုမျိုးပုံစံမျိုးလုတ်ခွင့်ပေးထားရလဲအဲ့ကြအဲ့လိုမျိုးလုတ်ခွင့်ပေးလိုက်တဲ့အကျိုးဆက်တွေကဒါတွေပါဖြစ်လာစေတယ်ပြီးတော့သူတို့ကိုယ်တိုင်သူတို့ကသူတို့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်သူတို့ပိတ်ချင်ပိတ်မှာပဲပြီးရင်ဒါကြီးကဥပဒေနဲ့မညီတာဖြစ်တဲ့အတွက်အားလုံးတောင်းဆိုလာပြီဆိုတဲ့အချိန်မှာသူကပိတ်ကိုပိတ်ရပါ ပိတ်ရမှာဖြစ်တဲ့အတွက်ဓာကြီးကိုပိတ်လို့ငါတို့ကိုပြန်ဖွင့်ပေးပါဆိုတဲ့ပုံစံမျိုးတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့အဲ့ခုနလိုမျိုးကြားပြန်တဲ့ပတ်သက်တဲ့ဟာမျိုးတွေလက်ခံထားတဲ့နေရာတွေမှာဒါမျိုးပုံစံမျိုးတွေစတွေ့နေရပြီဆိုပြီးတော့တွေ့ရအောင်ကြောက်အဲ့လိုမျိုးနေရာတွေမှာဒီကြားဖြတ်နဲ့လည်းမပတ်သက်ဖက်နဲ့တော်လိုင်းနဲ့ပဲပတ်သက်ပြီးတော့တော်လိုင်းလုတ်တွေပဲလုံနေပါရဲ့ဆိုတော့တော်လိုင်းတက်ဖွဲ့တွေကအစနစ်နာတဲ့ပုံစံမျိုးတွေရှိလာနိုင်လိမ့်မယ်ပေါ့ဗျာ ။အဲကြတော့ဓာရီကတော့တော်လိုင်းအတွက်အခက်အခဲတွေဖြစ်လာစေလိမ့်မယ်။ဒါပေမဲ့အဲ့လိုသတင်းတွေထွက်ပေါ်လာပြီးရဲ့နောက်ပိုင်းမှာဒါစစ်ကောင်စီဘက်ကလည်းဒါကိုအလုတ်ပြတဲ့ပုံစံမျိုးလေးတော့တွေ့လာရတယ်ဗျ။အဲ့ဒါပါလဲဆိုတော့ဒါစစ်ကောင်စီကထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နီးကဒါ KG ဘက်အဲဒီနေရာအရန်နာမည်ကြီးနေတဲ့နေရာဒါရွှေကုတ်ကိုလိုနေရာမျိုးပေါ့နော်။အဲ့လိုနေရာမျိုးကိုစစ်ကောင်စီကဝင်ရောက်စင်းနေရှင်းလင်းခဲ့တယ်ဆိုပြီးတော့ဒါသူတို့ရဲ့ MRTV သူတို့ရဲ့ဒါဝါရပြန့်ရုပ်တံကနေပြီးတော့သူသတင်းထုတ်ပြန်ခဲ့တာရှိတယ်။အဲဒီကနေပြီးတော့ဒါ Starlink အစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေပေါ့နော်။ပြီးရင်ဒီအဆောက်အုံတွင်းကနေပြီးတော့ဒါ ကြားမှအဲလူဘယ်နှထောင်ဘယ်နှရာအဲအလုပ်သမားဘယ်လောက်အဲအဲ့လိုပုံစံမျိုးတွေနဲ့ပြည့်ရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးသူတို့ထုတ်ပြန်ထားတယ်ဒါနဲ့ပတ်သက်လို့ထူးခြားတဲ့ဟာမျိုးတော့မရှိဘူးပေါ့နော်ဒါထူးခြားတဲ့ဟာမဟုတ်ဘူးဆိုရင်ပါလေကျွန်တော် ပြောဘာဖြစ်လို့ဆိုဒီကကြားပြန်လုံနေရလေဒါပေမဲ့သူတို့ကဒီဥစ္စာတွေမှာသူတို့လည်းပါဝင်ပြီးတော့ဒါဖြည့်ရှင်းပေးနေပါလေဒီအိုင်းနဲ့ပတ်သက်လို့သူတို့လည်းလက်မခံပါဘူးဆိုတဲ့ပုံစံမျိုးတော့သူက ထုတ်ပြခြင်းတဲ့သဘောတွေ့ရတာပေါ့ဗျာဒါကလည်းထူးခြားတဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ဒါထည့်ပြီးတော့ပြောရမှာပေါ့နော်စစ်ကောင်စီကလူလေပေးသည်ဒီကောင်နေအဲ့လိုမျိုးပုံစံမျိုးတားလှုပ်တတ်တာပေါ့နော်အဲ့တော့ဒီနေရာမှာပြောစရာရှိတာကဒီလိုမျိုးတာ Starlink တွေကိုပိတ်လိုက်တယ်ဂျားဖြန်ကိုအဓိကထားပြီးတော့ Starlink တွေကိုပိတ်တယ်ဂျားဖြန်ကြောင့်မလို့ဒီ Starlink တွေကိုလိုက်ပိတ်ရတယ်ဆိုပေမဲ့လည်းဒီလက်ပတ်မှုတွေရက်သွားသလားဒီကြားဖြန်နဲ့ပတ်သက်လို့ပေါ့နော်လုပ်ငန်းတွေလုပ်နေတဲ့နေရာကစင်တာတွေကရော ပိတ်သိမ်းသွားသလားရှင်းလင်းခံရလိုက်ရသလားဒါမှမဟုတ်လဲဒီလိုမျိုးပိတ်ချလိုက်တဲ့အတွက်ဘာအကျိုးသက်ရောက်မှုတွေဖြစ်သွားသလဲဆိုတဲ့ဟာကလည်းမေးခွန်းတွေဖြစ်တယ်အဲ့တော့အဲ့ဒါလေးအဖြေကတော့ပြောရရင်မရက်ပါဘူးလုံးဝရက်သွားတာမျိုးမရှိပါဘူးပေါ့နော်အဲ့တော့ကျွန်တော်စုံစမ်းကြည့်တဲ့အခါမှာဒါ16ရက်နေ့ကတော့စပြီးတော့ဒါဒီဟာတွေပြတ်သွားတော့လှုပ်လှုပ်ရှားရှားတွေဖြစ်သွားတယ်ဒီစန်နာတွေမှာပေါ့ဗျာဒီ starling နေပိတ်လိုက်တယ်ဒီကအဓိကအဲဥစ္စာတွေကိုအသုံးပြုပြီးတော့လောက်တာ哦ဆိုတော့ရှေ့ပိုင်းမှာဒီမီးနဲ့ပတ်သက်လို့ဒါ time back ကနေပြီးတော့ဒါတွေကိုဖြတ်လိုက်ပြီးဆိုတဲ့အခါမှာလည်း မီးစက်အကြီးကြီးတွေဝယ်ပြီးတော့သူတို့လှည့်ပတ်နေတာပဲအဲ့လိုမျိုးသူတို့နီလန်ရှာခဲ့တယ်အခုလည်းသူတို့နီလန်ထက်ရှာထားတယ်အဲ့ဒါပါလဲဆိုတော့ဒီ Starlink နေပိတ်လိုက်တဲ့ရက်မှာတော့သူတို့လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်ဒါပေမဲ့ဆက်ပြီးတော့လှည့်ပတ်နိုင်တယ်အဲ့ဒါပါလဲဆိုတော့ဒါစစ်ကောင်စီရဲ့ Mind Day Mind Day Wi-Fi ကိုအသုံးပြုပြီးတော့ဆက်ပြီးတော့လှည့်ပတ်နိုင်နေတယ်ပြီးတော့ဒါ Time Batch ကဒါနာနဲ့တချို့ပေါ့နော်အဲဥစ္စာကိုအသုံးပြုပြီးတော့ဆက်ပြီးတော့လေပတ်နိုင်နေသေးပဲဆိုပြီးတော့သိရတယ်ဗျာအဲ့တော့ကျတော့ဒီ Starlink နဲ့ပတ်သက်လို့ပိတ်သိမ်းလိုက်တယ်ဆိုပေမဲ့လည်းဒီကြားပြန်တွေကတော့ဆက်ပြီးတော့ရှိနေတော့မယ်အဲ့တော့ ီကြားဖြန့်ဆိုတဲ့ကောင်တွေကငွေကြေးသုံးဆွဲနိုင်တာဖြစ်တဲ့အတွက်သူကနီလန်ပေါင်းစုံရှာမှာပဲရှာပြီးတော့သူတို့ရဲ့သူတို့ရဲ့လုပ်ငန်းတွေကိုလက်ပတ်ဖို့ရအောင်လုပ်မှာအဲ့တော့ကြားဖြန့်တဲ့ပတ်သက်လို့သူတို့ကိုဒါစတားလင်းပိတ်လိုက်တယ်ဆိုရင်တော့မှပဲသူတို့ကထိခိုက်မှုမရှိဘူးဒါပေမဲ့လည်းသူတို့ကိုပိတ်နေရင်းနဲ့တခြားနေရာတွေပါပိတ်သွားတဲ့အခါကျတော့အခြားနေရာပိတ်ခံလိုက်ရတဲ့အထဲမှာတော်လိုင်းတပ်ဖွဲ့တွေတော်လိုင်းကိုလုံနေတဲ့သူတွေဒေသခံတွေပဲတုံးနေတဲ့နေရာတွေကကျတော့အခက်အခဲတွေအများကြီးကြုံသွားရော အပြောချင်တာဒီ Starling နဲ့ပတ်သက်လို့ပိတ်တယ်ဆိုရင်တော့မှပဲသူတို့ကဆက်ပြီးတော့လေပတ်နိုင်အောင်လုပ်နေတော့မယ်အဲ့ဒါကတော့ဒါမင်းအောင်လိုင်းရဲ့ mind တယ်ဒါမြောက်ရီမှာသူကဒီ mind တယ်နဲ့ပတ်သက်ရင်ဒီတခြားဟာတွေကတော့ဖုန်းလိုင်းပဲမိတယ် internet line မရဘူးဒါပေမဲ့ wifi ကကြတော့ mind တယ်တစ်ခုပဲရနေတာအဲ့တော့အဲ့ဒီ wifi နဲ့ပဲသူကဆက်ပြီးတော့အသုံးပြုလို့ရနေသေးတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဗောနော်အဲ့တော့ဒီကြားဖြန်စင်တာတွေကတော့ရက်သွားတာမရှိပါဘူးလုပ်ငန်းလှည့်ပတ်မှုလည်းအထိကိမရှိပါဘူးဗောနော်လက်ရှိစုံစမ်းရသလောက်ဒါမြောက်ရီမြို့နဲ့တောင်ရင်မြစ်ကဒါခြေရွာတွေက အဓိကတော့ဒါရွှေကုတ်ကိုပေါ့ဗျာအဲ့လိုမျိုးမြို့တွေမှာဒါ Starling Internet ပြတ်တောက်မှုတွေရှိနေတယ်လို့သိရတယ်။ကျန်တဲ့ဒေသတွေမှာတော့ဆက်ပြီးတော့အသုံးပြုလို့ရနေသေးတယ်။အခြားနေရာတွေအခြားဒေသတွေပေါ့နော်။တခြားဒါနိုင်ငံရဲ့နေရာဒေသတော်တော်များများမှာတော့ဒီလိုမျိုးပုံစံမျိုးတွေဆက်ပြီးတော့အသုံးပြုလို့ရနေသေးတယ်။ဒါ့အပြင်ဒါမြန်မာနိုင်ငံအတွင်းကပေါ့နော် Starling Internet တွေကိုစီစစ်ပြီးတော့ပြတ်တောက်မှုတွေတဖြည်းဖြည်းလုံဆောင်သွားမယ်။အဲဒီလိုမျိုးပြတ်တောက်မှုတွေလုံသွားမယ်ဆိုတဲ့သတင်းကလည်းထွက်လာနေတာရှိတယ်ပေါ့ဗျာ။အဲ့တော့ရှားဖြန့်တွေကိုပဲပြတ်တောက်တာဆိုရင်ကိစ္စမရှိဘူး။ အဲ့လိုမှမဟုတ်ဘဲနဲ့အခြားနေရာတွေမှာဖျက်တောက်လာတယ်ဆိုရင်တော်လင်ကြီးအတွက်ဘာတွေထိခိုက်လာနိုင်မလဲဒါကလည်းအရင်ရေးကြည့်တယ်ပေါ့နော်အဲ့တော့သတင်းအမှောင်ချခြင်းနဲ့စစ်ကောင်စီအတွက်ကတော့ဒါကသူကအာသာချက်သွားဖြစ်တယ်ဒါပေမဲ့အမှောင်ချခံရပြီးတော့တော်လင်ကြီးအလုပ်တွေမှာထိခိုက်လာနိုင်တဲ့တော်လင်ကြီးတပ်ဖွဲ့တွေအတွက်ကတော့အားနည်းချက်တခုဖြစ်လာတယ်အဲ့တော့ဒီလိုမျိုးဖျက်တောက်ခံရပြီးဆိုတဲ့ခါကျရင်တပ်ဖွဲ့ချင်းချင်းဆက်သွယ်လို့ဒါခက်ခဲလာတဲ့ခါတွေကြတော့ဒါတိုက်စစ်တို့ခံစစ်တို့ဒါစီမံချက်တွေပေါ့နော်အဲ့လိုမျိုးစီမံချက်တွေမှာစနစ်တကျစီမံနိုင်မှုတွေအားနည်းလာတာတွေရှိလာနိုင်တယ် ပြီးတော့ဒါစစ်ကောင်စီကမတရားသဖြင့်ကျူးလွန်နေတဲ့စစ်ရာဇဝဲမှုတွေအဲ့စစ်ရာဇဝဲမှုတွေကိုဖော်ထုတ်ဖို့ကန့်သတ်ချက်တွေဖြစ်လာနိုင်တယ်နောက်တစ်ခုကလေကြောင်းအန္တရာယ်သတိပေးတဲ့ဟာအခုဆိုရင်စစ်ကောင်စီကပေါ့နော်ဒီစတားလင်အသုံးပြုမှုတွေရှိနေတဲ့အတွက်ဒီလေကြောင်းနဲ့ပတ်သက်လို့တို့နီးမျိုးစုံတုံးနေရအဲဆိုလိုတာကအရှိတ်ဘက်ကိုသွားကြည့်မယ်ဒါပေမဲ့အနောက်ဘက်ကိုတက်တယ်အဲ့တော့အနောက်ဘက်ကိုတက်တယ်ဆိုပြီးတော့တော်လိုင်းတက်ဖွဲ့တွေကသတင်းပေးတယ်အဲတော်ပြည်သူတွေကသတင်းပေးတယ်တော်လိုင်းတက်ဖွဲ့တွေကသိရတယ်အဲဒါပဲဘလို့ပဲဖြစ်ဖြစ်စစ်ကောင်စီဘက်ကလေရင်တက်တယ်ဆိုတဲ့ဟာကိုတော့တက်ဖွဲ့တွေကသိခွင့်ရနေသေးတယ် တကယ်လို့သာဒီလိုမျိုးတွေပိတ်ချလိုက်ပြီဆိုတဲ့ခါကျရင်ပြောပြလို့လည်းရမှာမဟုတ်တော့အဲ့လိုပြောပြလို့မရတဲ့ခါကျရင်တစ်ဖက်ကလက်ခံမဲ့ရပ်ဖွဲ့တွေကဒီ star နဲ့အသုံးပြုလို့မရတဲ့အတွက်ဒီသတင်းတွေကိုသိခွင့်မရှိတဲ့အခါအန်နီယယ်တွေအများကြီးဖြစ်လာနိုင်တယ်ဗောနော်အဲ့တော့စစ်ကောင်စီအတွက်ကတော့အားသာချက်တစ်ခုသွားဖြစ်နေတာဗောဗျာနောက်တစ်ခုကတော့တပ်ဖွဲ့တွေအတွက်ဒါရန်မုံငွေရှာတဲ့အပိုင်းတွေဗောနော်ငွေကြေးစစ်ဆေးမှုအပိုင်းတွေမှာဒါပြည်သူတွေရဲ့ထောက်ပံ့မှုတွေထိခိုက်လာတာတွေရှိလာနိုင်တယ်ဗောဗျာအဓိကတော့ဒီ star နဲ့ပတ်သက်လို့အနာနဲ့အသုံးပြုမှုကဒီချိန်မှာအရန်ရေးကြီးနေတာဖြစ်တဲ့အတွက် ဒီအပေါ်မှာမှီတည်ပြီးတော့လှုပ်ဆောင်နေရတဲ့ရန်ကုန်ငွေချတဲ့လုပ်ငန်းတွေပြီးရင်ထောက်ပံ့ကျင်တဲ့ပြည်သူတွေရဲ့အဆက်အသွယ်လုံးမှုတွေကိုဒါတပ်ဖွဲ့တွေကြားမှာပြတ်တောက်သွားတာမျိုးတွေဖြစ်လာနိုင်တယ်အဲ့ဒါဆိုရင်တပ်ဖွဲ့တွေအနေနဲ့ခက်ခဲတဲ့အနေအထားရောက်သွားနိုင်တယ်ပေါ့အဲ့ဒါကလည်းတရိန်တပ်ဖွဲ့တွေမှာခက်ခဲပြီးဟေးဆိုတဲ့ခါကြရင်ပေါ့နော် ခက်ခဲတာတော့ဟုတ်တယ်အစနေရလည်းမပြည့်စုံဘူးဒါပေမဲ့အဲ့မပြည့်စုံတဲ့ဂျားကပဲပြည်သူတွေထောက်ပံ့တဲ့အထောက်ပံ့လေးတွေနဲ့အခုချိန်ထိရှေ့ဆက်လာခဲ့တာပေါ့နော်တရိန်တပ်ဖွဲ့တွေကစီးပွားရေးလည်းလုပ်နေတာမဟုတ်ဘူးလုပ်လို့လည်းမရဘူးစစ်တိုက်နေရတာအဲ့ဒါကြောင့် စစ်လက်တိုက်ရမယ်စီးပွားရေးလက်လောက်ရမယ်ဆိုရင်ဘလို့မှဆင်ပြေမှာမဟုတ်တော့ဘူးအဲ့တော့အဲ့လိုမျိုးသားပြတ်တောက်သွားမယ်ဟေ့ဆိုရင်ပြည်သူလူထုရဲ့အကူအညီပေးနိုင်မယ်လမ်းကြောင်းတွေကအစားပိတ်သွားလိမ့်ပိတ်သွားတဲ့ခါကျရင်တပ်ဖွဲ့တွေပူပြီးခက်ခဲပူပြီးခက်ခဲတဲ့ခါကျရင်စစ်ကောင်စီရဲ့အခုလက်ရှိအခြေအနေအရဖိနှိပ်မှုတွေကိုပူပြီးတော့ကျင်ဆိုင်ရနိုင်ခြင်းရှိတယ်အဲ့ဒါကတော်တော်လေးဆိုးဝါးတဲ့ထိခိုက်မှုဖြစ်လိမ့်မယ်ပေါ့နော်အဓိကအခုဆိုရင်စစ်ကောင်စီကအခုနောက်ပိုင်းကာလတွေမှာသူကပိုတိုးပြီးတော့ထိုးစစ်တွေကိုလှုပ်မှာ ်သူ့မှာရှိသမျှဟာအကုန်တုံးပြီးတော့လုံပါအခုဆိုရင်ဒါ drone နဲ့ပတ်သက်တဲ့ဟာတွေပို့ပြီးတော့အဆင့်မြင့်လာတယ်အဆင့်မြင့်လာတယ်ပြီးရင်ဒီလိုမျိုးမြင့်ပေးမဲ့မြင့်မြင့်အောင်လုပ်ပေးမဲ့နိုင်ငံတွေကလည်းသူ့မှာအရင်သိရှိတယ်အခုတရုတ်လုံ drone တွေဒီဥစ္စာတွေကိုလုံးဝအရန်ကာရောအတုံးချပြီးတော့သူလည်းတပ်ဖွဲ့တွေကိုဖိနှိပ်နေတာတွေရှိတယ်အဲ့လိုဖိနှိပ်တဲ့အခါမှာသူတို့ရဲ့ဒီနှီးပညာမြေ drone တွေကအရန်ထိရောက်နေတာမျိုးတွေတော့တွေ့ရတပ်ဖွဲ့တွေကအခုဖြစ်လိုက်ပြီဆိုတဲ့အခါကျရင်ဒီ drone နဲ့တိုက်ခိုက်မှုတွေနဲ့တော်တော်လေးခံစားနေရတာရှိတယ် အဲ့တော့ဒီအပိုင်းဒီမှာလည်းပို့ပြီးတော့ခက်ခဲကြက်တဲတာတွေဆိုရင်ဒေါ်လိုင်းကိုတော်တော်လေးထိခိုက်လာလိမ့်မှာပေါ့နော်။ဒါမဲ့လည်းဒီ Starling ပိတ်လိုက်တဲ့အတွက်နဲ့တော့ဒါတပ်ဖွဲ့တွေကလည်းဒေါ်လိုင်းကိုရက်သွားမှာတော့မဟုတ်ဘူး။နီလန်းတွေကတော့ရှားမှာပဲ။အဲ့ဒီနီလန်းတွေကဘာတွေဖြစ်လာမလဲ။အဲ့တော့အချင်းချင်းဆက်သွယ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒါဆက်သားစနစ်တွေပေါ့ဗျာ။ဆက်သားနီးတွေအရန်ကိုအချင်းကုန်လူပင်မှန်းပြီးတော့ပေါ့နော်။အခောက်အောက်ခါကလှုပ်ဆောင်ရနိုင်ခြင်းရှိတဲ့ဆက်သားစနစ်တွေလိုအပ်လာမယ်။ဆိုတော့ဒါဆိုင်ကယ်လေးနဲ့ကားလေးနဲ့ပြေးပြီးတော့နောက်တစ်ဖွဲ့ကိုသွားပြောတာမျိုး၊ဟိုဘက်ရွာကိုသွားပြောတာမျိုး၊ဟိုဘက်ရွာကဒီဘက်ရွာကိုတရင်စကားလာပါတာမျိုး ဟာဒါမျိုးပုံစံမျိုးတွေဟိုးရှိခဲ့ပုံစံမျိုးတွေပြန်ရောက်သွားနိုင်ခြင်းရှိတယ်အဲ့ဒီနီးတွေလည်းဒါပြောမရဘူးဒါပြန်ပြီးတော့တုံးရနိုင်ခြင်းရှိတယ်ဗောဗျာအဲ့တော့ဒါဆက်သွယ်ရေးအသုံးပြုတဲ့ပုံစံမျိုးတွေလည်းဒီချိန်မှာတော့ပြင်ဆင်ထားတဲ့အဓိကဒီဆက်သွယ်ရေးဆက်ကြီးတွေဗောဗျာစစ်ကောင်စီဘက်ကလည်းဒါမျိုးတွေတုံးပါတယ်အဲ့တော့တော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းဒါမျိုးတွေတုံးနိုင်ဖို့အတွက်အရေးကြီးလာတယ်တက်ဖွဲ့တိုင်းဒါအရင်ထပ်ပို့ပြီးတော့တုံးနိုင်အောင်လှုပ်ဆောင်ထားသင့်ပြီဗောဗျာအဓိကတော့တက်ဖွဲ့အချင်းချင်းကြားထဲမှာရောတက်ဖွဲ့တွင်းမှာရောဆက်သွယ်ဖို့အတွက်ကို ီလမ်းလျှောက်စကားပြောဆက်တွေအပြင်ဆက်သွေးဆက်ကြီးတွေအဲ့ဒါမျိုးပုံစံမျိုးတွေကဆိုကျွန်တော်တို့ကကွန်ရက်တစ်ခုအနေနဲ့လှုပ်ဆောင်ဖို့အတွက်တောင်းအရေးတကြီးလိုအပ်နေပြီလို့ပြောရမယ်။ဒါကကျွန်တော်တို့ကမပြေးတော့ကံရရှိဆိုလိုတာကဒီဟာတွေကမပိတ်ဘူးလို့မပြောနိုင်ဘူး။ပြီးရင်ကိုပိုင်တဲ့အရာတွေမဟုတ်ဘူး။အဲ့ကြအချိန်မြေးမှာပိတ်ချသွားနိုင်တယ်။ပြီးတော့ဒီဥစ္စာကဒီကြားဖြန်တဲ့ပတ်သက်တဲ့ဟာဖြစ်တဲ့အတွက်ဘယ်သူမှဇောရကတက်ခွင့်မရှိဘူး။ပိတ်ဆိုရင်ပိတ်ပြီးပိတ်လိုက်ရမှာပဲ။ပိတ်သွားရင်လည်းကျွန်တော်တို့ဘာမှတက်နိုင်မှာမဟုတ်ဘူး။အဲ့တော့ကိုတက်နိုင်တဲ့ဟာကိုကျွန်တော်တို့အခုချိန်မှာ အားပြုပြီးတော့လှုပ်ဆောင်ထားတဲ့ပြင်ဆင်ထားတဲ့လို့ဆိုပြီးတော့လဲဒါကျွန်တော်ယူဆတယ်ပေါ့ဗျာအဓိကတော့ဒီလိုမျိုးဆက်သွယ်ရေးဆက်တွေအသုံးပြုတဲ့အခါဆက်ကြီးတွေအသုံးပြုတဲ့အခါမှာလဲကျွန်တော်သတိထားရမယ့်အရာတွေရှိတယ်အဲ့ဒါကစစ်ကောင်စီဘက်ကလည်းဒါနဲ့ပတ်သက်လို့ဂျားပြက်တွေဖမ်းယူနေတာရှိတယ်ကျွန်တော်တို့တပ်ဖွဲ့တွေဘက်ကလည်းစစ်ကောင်စီရဲ့သတင်းတွေကိုရဖို့ဒီဆက်သတင်းတွေကိုရဖို့ဂျားပြက်ဖမ်းယူလာတယ်ရှိသလိုစစ်ကောင်စီဘက်ကလည်းဒါမျိုးပုံစံမျိုးကိုဟိုးရင်ရှေးပွေတနေခင်တက်ကသူတို့တွေကလှုပ်ဆောင်ခဲ့တာဖြစ်တယ်အဲ့ကြအဲ့လိုမျိုးဂျားပြက်ဖမ်းယူခြင်းမခံရအောင်လဲကျွန်တော်တို့ဒါလှိုင်းလုံးပြောင်းလဲတုံးဆွဲတာတွေ ဇကဝက်တွေတတ်မှတ်တာတွေတညာဝက်တွေအမြီဝက်တွေနဲ့သုံးဆွဲတာမျိုးတွေနေ့စဉ်နဲ့မျှလိုင်းလုံးတွေကိုဘယ်လိုပြောင်းလဲမယ်ဆိုပြီးတော့တတ်မှတ်တာတွေတပ်ဖွဲ့နဲ့တပ်ဖွဲ့ဆက်သွယ်ဖို့အတွက်ဘယ်လိုလိုင်းလုံးတွေကိုဘယ်လိုမျိုးဒါစီမံမလဲဆိုတဲ့ဟာကိုအထက်ကနေချပေးတဲ့ဟာတွေဒါတွေကအရန်ကိုအရေးကြီးလာတယ်ဆိုလိုတာကခုနစတားလင်းတုန်းကတော့စစ်ကောင်စီကသူတို့ကိုကဲမှုအောက်မှာမရှိဘူးဒါပေမဲ့ဒီဆက်သွယ်ရေးဆက်တွေဆိုတာကကျတော့သူတို့ကဟိုးရင်တွေကတုံးခဲ့တာဖြစ်တယ်အဲ့လိုတုံးတာဖြစ်တဲ့အတွက်ဘယ်လိုဖမ်းယူရမလဲဆိုတဲ့ဟာတွေကိုလည်းသူတို့ကတေချာပေါက်ကောင်းကောင်းသိတယ် ဲ့တော့အဲ့လိုဂျားတွေကကိုညံရှိတဲ့ပုံစံမျိုးနဲ့ဒီကောင်တွေကိုသတင်းတွေမစည်းစင်းအောင်သတင်းတွေမရအောင်ဂျားပြတ်ဖမ်းယူလို့မရအောင်ကျွန်တော်ဘက်ကလည်းဒီဟာကိုစီကံစီမင်းနဲ့ချမှတ်ပြီးတော့တေချာလေးသုံးဆွဲတင်တယ်မဟုတ်ရင်တော့ကိုတုံးတဲ့ဟာကဘာမှမထူးဘူးတစ်ဖက်ကရန်သူကိုတွားပြီးတော့သတင်းပေးနေတယ်ဆိုရင်ကျွန်တော်တက်ဖွဲ့အတွက်အရန်အန်နေများနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီအခြေအနေကြီးကဒါယုံထောင်ကြောင်မိဆိုလိုပဲပေါ့ဗျာဒါကြားဖြန့်ကိုလုတ်ပင်မဲ့ဒါကျွန်တော်တော်လိုင်းရေးတပ်ဖွဲ့တွေကိုသွားထိတာမျိုးတွေရှိလာနိုင်ချေရှိတယ် ဲ့တော့ဒါစစ်ကောင်စီတပ်ကဒီဥစ္စာကသူ့တပ်ဝန်းစားစရာသတင်းကောင်းသွားဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တပ်ဖွဲ့တွေကလည်းတေးကြတယ်ဒီ Starlink ပိတ်လိုက်တဲ့အတွက်ကြောင့်လည်းတော့ဒေါ်လာရင်းကရက်သွားမှာမဟုတ်ဘူးညွေဦးဒေါ်လာရင်းကလုံးဝအခက်ခဲပေါင်းစုံကြားတဲ့ကနေဖြစ်တည်လာခဲ့ပြီးတော့ဒီနေ့ဒီချိန်ထိရှေ့ဆက်နေတာဖြစ်တဲ့အတွက်ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာအခက်ခဲတွေပဲကြုံလာကြုံလာရှေ့ဆက်နေဦးမှာပဲအဲဒါကြောင့်မလို့ဒါဒေါ်လာရင်းကတော့ရှေ့သွားနေမှာဖြစ်တဲ့အတွက်ပြင်ဆင်စရာရှိတာတွေကိုတော့ကြိုတင်မျှော်တွေးပြီးတော့ပြင်ဆင်ထားတာအကောင်းဆုံးလို့ဒါ ျွန်တော်တို့ကတော့တွေးပူတာပေါ့ဗျာအဲအကြောင်းမလို့လည်းအခုလိုမျိုးဒါအကြံပြုတင်ပြခြင်းဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့တီထွင်နိုင်စွမ်းတကယ်ကိုချီးကျူးအံ့ဩစရာကောင်းလောက်တဲ့တီထွင်နိုင်စွမ်းတွေကျွန်တော်တို့တပ်ဖွဲ့အစီအမအများကြီးရှိပါတယ်လက်တလုံးမှာကိုပဲပေါ့နော်ဒါ Federal Wing ကနေပြီးတော့ထုတ်ပြလိုက်တဲ့ဒါ Robot Dog ပေါ့နော်ဒီဆက်ရုပ်ခွေးပေါ့ဒီဟာနဲ့ပတ်သက်လို့ဗီဒီယိုအတူလေးထုတ်ပြန်လာတယ်ဒီလှုပ်ရှားနေတဲ့ပုံစံလေးပေါ့နော်ထုတ်ပြန်လာတယ်ဒါတွေကဒါတခြားနိုင်ငံတွေမှာတီထွင်ပြီးတော့ထုတ်ပြလာတဲ့ခါတွေကျွန်တော်တို့ကြည့်ရတဲ့ခါကျတော့အာအရန်အားရတယ်။ငါတို့စီမှာရှိရင်ဘယ်လောက်ကောင်းလိုက်မလဲဆိုပြီးတော့ တို့တွေဖြစ်ခဲ့ကြဘူးလိမ့်မယ်ပေါ့နော်အခုဆိုရင်ကျွန်တော်နိုင်ငံမှာကစားကျွန်တော်လူငယ်တွေကဒါမျိုးပုံစံမျိုးတွေတီထွင်နိုင်နေတာဗျာဒီတော်လိုင်းရင်လိုကာလမှာဗျာပြီးရင်ဗျာမပြည့်မစုံနဲ့ဗျာအဲ့လိုပုံစံမျိုးကြားတဲ့ကမှအခုလိုမျိုးဒါတီထွင်နိုင်လာတယ်ဆိုတာကတကယ်ကိုချီးကျူးလေးစားရမယ့်ကိစ္စဖြစ်တယ်ဒါပေမဲ့စိတ်မကောင်းစရာကဘာလဲဆိုတော့ဒီဒီလိုမျိုးတီထွင်ဖို့အတွက်ရလက်တစ်ခုထွက်လာဖို့အတွက်ကရှေ့မှာကျွန်တော်တို့ဒါလေလာရတဲ့ကိစ္စတွေစမ်းတက်ရတဲ့ကိစ္စတွေအများကြီးကြော်ဖြတ်ရတာအချိန်မောင်းမနဲ့ယာနဲ့ချီထောင်နဲ့ချီဒါမျိုးပုံစံမျိုးတွေသာကြော်ဖြတ်ရတာပေါ့နော် တို့ကအောင်မြင်သွားပြီဆိုတဲ့အချိန်ကြားမှာကူညီကျင်ကြတာပိုများတယ်။အဲဒါကြောင့်မအောင်မြင်ခင်တောတွင်းမှာဟုတ်ပါမလားအောင်မြင်ပါမလားဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့ကတွေးတတ်ကြတယ်။အခုဆိုရင်တပ်ဖွဲ့တွေကတကယ်ကိုလုံပြနေတာ။ဒီ drone နဲ့ပတ်သက်လို့ဆိုရင်လည်းအာစစ်ကောင်စီဘက်ကလုံးဝဒီ drone နဲ့ပတ်သက်လို့မကြားဘူးတဲ့အချိန်မှာကိုပဲတော်လိုင်းတပ်ဖွဲ့တွေကကောင်းကောင်းကြီးအသုံးချနိုင်ခဲ့တာ။အခုဆိုလည်းဒီလိုမျိုးနှီးပညာတွေစပြီးတော့ထုတ်လာပြီ။လုတ်လာပြီတီးထွင်းလာပြီ။အဲကြအဲ့လိုမျိုးအပိုင်းတွေမှာတို့တွေခက်ခဲနေကြတယ်။ဘာလဲခုနကလို့ထောက်ပံ့မှု။ ထောက်ပံ့မှုတွေကိုဒါယုံကြည်စွာနဲ့လုံလုံလောက်လောက်သာပေးနိုင်မယ်ဟဲ့ဆိုတဲ့ခါကျရင်တို့အများကြီးလုံပြနိုင်လိမ့်မယ်ဗျာ။ဒါရှေ့မှာလည်းလုံပြခဲ့ပြီးသားပေါ့နော်။အဲဒါကြတော့ဒီအထောက်ပံ့တဲ့ပတ်သက်လို့တို့တွေအခက်အခဲရှိနေတယ်ဆိုပြီးတော့လည်းဒီဗီဒီယိုလေးနဲ့ပတ်သက်လို့ဒါရေးထားတဲ့အထက်မှာတွေ့ရတာပေါ့ဗျာ။နောက်တစ်ချက်ကတော့ဒီလိုမျိုးအဖွဲ့တွေကထုတ်ပြလာတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒါပြည်သူအချို့ကလည်းစိတ်ပူကြတာပေါ့။အဲ့ဒါကဘာလဲဆိုတော့ဒါတွေကထုံးမပြသင့်ဘူး။ရန်သူကိုဒါကိုကသွားပြီးတော့သတင်းပေးနေသလိုဖြစ်နေမယ်။ကိုယ့်ရဲ့အတုံးပြုတဲ့ပစ္စည်းပစ္စည်းရတွေကိုသွားပြီးတော့ ရန်သူကိုတရင်ပေးလို့ဖြစ်နေရန်သူကပြင်ဆင်ခြင်းရသွားလိမ့်မယ်ဆိုပြီးပြောကြတဲ့ဟာကြီးလည်းရှိကြတယ်ဗောနော်အဲ့တော့ဒါပြည်သူကစိတ်ပူလို့ပြောရဲဆိုတဲ့ဟာကတော့နားလေတယ်ဗောနော်ဒါပေမဲ့တပ်ဖွဲ့တွေဘက်ကပြန်စင်းစားကြည့်မယ်ဆိုရင်တော့လေဒါတပ်ဖွဲ့တွေကိုကိုစင်းစားကြည့်မယ်ဆိုရင်ဗောနော်အဖွဲ့တွေကဒီလိုမှမပြောပြန်ရင်လေခုနပြောတဲ့ထောက်ပံ့မှုကမလာပြန်ဘူးအဲတပ်ဖွဲ့တွေကလည်းဒါရသလောက်လေးပဲချပြတယ်ဆိုပြီးတော့သူလည်းရေးထားတယ်ဗောနော်အဲ့တော့အဲ့လိုအပိုင်းမှာအခုကတော့တီထွန်းအောင်မြင်သွားပြီ အောင်မြင်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကတကယ်ပံ့ပိုးခြင်းနဲ့ထောက်ပံ့ခြင်းနဲ့ဆိုရင်ဒါဥဆောင်တဲ့လူကြီးတွေကအစတွေးဆုံပြီးတော့ဘာလုံးမှလဲဘယ်လိုနေရာမှာတုံးမှလဲဘယ်အတွက်တုံးမှလဲကုန်ကြမ်းစည်းဘယ်လောက်ရှိလဲဘယ်လိုမျိုးထိရောက်မှုတွေရှိမှလဲဒါမျိုးပုံစံမျိုးတွေကတော့နောက်ွယ်မှာလုပ်ပေါ့ဗျာအဲအဲ့လိုမျိုးပေါ့အဲအဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းအဖွဲ့တွေကဘယ်ကိုပြောပြလို့ပြောပြရမှန်းမသိဘူးဒါတကယ်အမှန်တရားပဲအောင်မြင်ပါပြီဆိုတဲ့အကြောင်းအရာကအစဘယ်ကိုပြောပြမှန်းဘယ်သူကနားထောင်ပေးမှန်းမသိဘူးဗျာ ဒါကျွန်တော်ပြောပြောလိုက်တဲ့ဟာကိုဒါကြိုက်ရှင်မှလည်းကြိုက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အဖွဲ့တွေရဲ့ဖြစ်နေတဲ့လက်ရှိမြေပြင်ကအမှန်တရားအဲ့လိုပဲအဲ့တော့ဒီဟာနဲ့ပတ်သက်လို့လားဒါအခုကတီထွင်နိုင်တဲ့အဆင့်ကိုပြတာပေါ့နော်အတုံးပြုတ်နိုင်တဲ့အဆင့်သွားဖို့တွက်ကကြတော့တပ်ဖွဲ့တွေကိုဒီထက်ပိုတဲ့ကူညီမှုတွေထောက်ပံ့မှုတွေဂရုစိုက်မှုတွေလိုအပ်ပါသေးတယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်တာပေါ့နော်ပြည်သူတွေမိဘပြည်သူတွေဒါစိုးရင်ပူပန်ပေးတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်အဖွဲ့တွေကလည်းဒီလိုဟာမျိုးတွေကိုမှစီရင်အသိတတိမရှိဘူးဆိုရင်မလုပ်ဘူးဆိုတဲ့အကြောင်းလေးလည်းဒါပြန်ပြီးတော့ ဒါနှစ်သိမ့်ကျင်တာပေါ့လေနော်။နောက်ကျွန်တော်တပ်ဖွဲ့တွေကိုဒီထက်ပို့ပြီးတော့ပြည်စုံစည်းခြင်းနဲ့ဒီထက်ပို့ပြီးတော့စစ်ကောင်စီကိုအနိုင်ယူနိုင်ခြင်းနဲ့ဆိုရင်ဒါမျိုးတွေကိုလည်းဒါထောက်ပံ့ပေးဖို့လိုတယ်။အဲ့လိုထောက်ပံ့ပေးတဲ့အခါမှာလည်းပေါ့နော်။ရုံရုံကြီးကြီးထောက်ပံ့ပေးနိုင်မှုလိုတယ်။ဒါမျိုးလို့လဲဆိုတော့တချို့စကားတွေကကျွန်တော်တပ်ဖွဲ့တွေကိုပို့ပြီးတော့စိတ်တဲ့တွေကြကြည်တာ။မင်းတို့ကဟုတ်ပါမလားကွာ။ဟာဒီမှာတီထွင်နေတဲ့သူကိုဟဲ့အောင်ချလှုပ်ကျုံလှုပ်စမ်းကွာ။ဘာဖြစ်ဖြစ်ကွာဟဲ့အောင် အောင်မြင်ငါတို့အကုန်လုံးဝမ်းသာရမှာအောင်မြင်ငါတို့အကုန်လုံးခံစားရမှာဆိုတဲ့စိတ်မျိုးနဲ့မဟုတ်ဘဲနဲ့ဟာဟုတ်ပါမလားကွာဖြစ်နိုင်ပါမလားကွာဟာငါတို့ဘာညာဆိုတဲ့အတွေးမျိုးတွေဆိုရင်တက်ဖွဲ့တွေကပူပြီးခံစားရတာပေါ့အဲသူတို့လှုပ်ရနေတယ်လေအဲကြအဲ့လိုအပိုင်းတွေမှာကျွန်တော်တို့ဒါလူကြီးတွေကအဆပေါ့နော်ဥဆောင်တဲ့သူတွေကအဆဒီဟာတွေကိုတေချာအားထည့်ပြီးတော့မှစဉ်းစားစီခြင်းနဲ့ကျွန်တော်တို့ကအမြဲတမ်းမှနှိပညာတွေဦးခဲ့တယ်ဒါပေမဲ့အဲ့ဟာတွေကိုလုံလောက်တဲ့အထောက်ပံ့တွေမပေးနိုင်တဲ့အခါကျတော့စစ်ကောင်စီကပြန်ပြီးတော့ပုံလူပွားသွားပြန်တယ် မုံလူပွားသွားပြီးတာနဲ့သူတို့ကအလုံးအင်းနဲ့ထပ်ပြီးတော့ထုတ်တယ်အခု drone ဘုံသီးကိုပဲကြည့်ကျောင်းတပ်ဖွဲ့တွေဒီဘုံ drone ဘုံသီးကိုအစတုန်းကဒီ drone နဲ့တက်ပြီးတော့ချနိုင်ဖို့အတွက် clip ဖြုတ်နိုင်ဖို့အတွက်ကိုအရန်ခက်ခဲခဲ့ကြဒီဥစားနဲ့ပတ်သက်လို့ထားပြီးတော့တီထွင်နိုင်သွားပြီဆိုတဲ့အချိန်ကျတော့စစ်ကောင်စီအရန်ထိနာအောင်စစ်ကောင်စီက drone ဆိုတာဘာမှမသိသေးဘူးအချိန်တော့အဲ့လိုမျိုးပုံစံမျိုးတကယ်အထိနာအောင်လှုပ်ဆောင်နိုင်ခဲ့ကြတာပေါ့နော်အဲ့တော့အဲ့ပုံစံမျိုးကနေပြီးတော့တဆင့်တဆင့်တီထွင်လာလိုက်တာကျွန်တော်တို့ကာမီကာဇီတွေရှိတယ်အာဆူဆိုက် drone တွေရှိတယ်အဖီဗီ drone တွေရှိတယ်အမျိုးစုံပဲတီထွင်လာလိုက်တာ အခုလက်ရှိအခြေအနေထိရောက်လာတဲ့အထိပဲပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကအဲ့အရာနဲ့ပတ်သက်လို့ပုံတူကူးချရရှိရဒရုန်းပုံစီနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်ဒေါ်ရိုင်းတပ်ဖွဲ့တွေကလုံးဝဒါအဲမတက်နိုင်လို့ဟိုဒါလုံလောက်တဲ့ထောက်ပံ့မှုမရလို့ဒီ PPC ပိုက်တွေနဲ့ပေါ့နော်လုံးဝဒရုန်းကိုရာပြင်းပြင်းပုံစံမျိုးဖြစ်အောင်လုပ်ပြီးတော့ချနိုင်ဖို့အတွက်ကြိုးစားခဲ့တာတွေအောင်မြင်ခဲ့တယ်ဒါပေမဲ့စစ်ကောင်စီကအဲ့အရာတွေကိုပုံတူပွားသွားတယ်ပွားသွားပြီးတော့သူတို့ဘက်မှာလုံးဝဖောဖောတိတိထုတ်ပြတာဗျာရမ်းဆိုလဲအပြင်းစားရမ်းဆိုရယ်ပုံစံမျိုးသူတို့ကလုံနိုင်တယ်ဗျာအဲ့တော့ ငွေကြေးဆိုလည်းသူတို့ကပေါ်ပေါ်တည်တည်တက်နိုင်တဲ့အတွက်ပေါ့နော်။များပြတဲ့အရေအတွက်သူတို့ထုတ်နိုင်တယ်။ဟိုကုန်ကြစိတ်နည်းနည်းနဲ့အရေအတွက်များများနဲ့အရေသေးကောင်းကောင်းသူတို့ကရအောင်ထုတ်သွားနိုင်တာပေါ့။အဲတော့ကျတော့ပြောင်းပြန်ပြန်ဖြစ်နေတဲ့အနေအထားပေါ့။ဒါကကျွန်တော်တို့လက်မခံချင်းလက်လက်ခံရမယ့်အနေအထား။အခု drone နဲ့ပတ်သက်ရင်စစ်ကောင်စီဘက်ကပို့ပြီးတော့တာနေတဲ့အနေအထားပဲ။တာပါဖို့သူကနိုင်ငံလိုက်ကပါစသူကိုဒါထောက်ပံ့မှုတွေပေးထားတာ။ဆက်ဆက်ပစ္စည်းတွေပေးထားတာ။နှီးပညာတွေပေးထားတာ။အဲကြအဲ့ဒီနှီးပညာတွေကြုံနိုင်ဖို့အတွက်ကျွန်တော်တပ်ဖွဲ့တွေကမနာမနေစူးစမ်းနေကြတယ်။ တကယ်လည်းကြော်နိုင်စွမ်းရှိတယ်အဲ့လိုကြော်နိုင်စွမ်းရှိတဲ့အဖွဲ့တွေကိုကျွန်တော်တို့ကဌာနတစ်ခုပုံစံမျိုးနဲ့ကိုပဲငွေကြေးစည်းစိမ်မှုတွေကိုတရားပြင်ဆင်ပေးနိုင်မယ်ဆိုရင်တရားဘအောင်မြင်တဲ့အလှည့်ပြောင်းနေလှုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းဒါကျွန်တော်ယူဆတယ်ပေါ့နော်ဒါကြောင့်မလို့တပ်ဖွဲ့တွေကိုပို့ပြီးတော့ကူညီပေးကြပါကျောင်းတပ်ဖွဲ့တွေမှာအရေးရှင်အပြည့်အဝရှိပါတယ်ကျောင်းလူငယ်တွေကိုတကယ်ယုံကြည်ပေးကြပါကျောင်းလူကြီးအနေနဲ့ဥဆောင်တဲ့သူတွေအနေနဲ့ပေါ့နော်ဒီလူငယ်တွေရဲ့ခွန်အားတွေဒီလူငယ်တွေရဲ့ညံရင်ညံသွေးတွေတီထွင်နိုင်စွမ်းတွေကိုတိကျယုံကြည်ပြီးတော့ အားကျုံမှန်တဲ့လုံလုံလောက်လောက်ထောက်ပံ့ပေးမယ်ဆိုရင်ကျောင်းတော်လိုင်းအတွက်ကြီးမားတဲ့အလှည့်ပြောင်းနေဖြစ်လာနိုင်စေတယ်ဆိုတဲ့အကြောင်းလေးလည်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်